တာလီစွာပါဒီကနေ့နိုဝင်ဘာလ17ရက်နေ့နရစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်မြို့နယ်၅ခုကိုမြန်မာစစ်ကော်မရှင်ကလေကြောင်းကနေတဲကြီးမဲကြီးတိုက်ခိုက်နေလို့17ရက်အတွင်းကလေးနဲ့အမျိုးသမီးတွေအပါအဝင်အရက်သား31ယောက်သေဆုံးပြီး52ယောက်ဒဏ်ရာရတဲ့သတင်း ကွာပင်လေပြင်မှာအကြမ်းဖက်ရေတပ်က၅ဖက်လေတွေကိုတိုက်ခိုက်ဖမ်းဆီးမှုတွေလှုပ်ဆောင်နေတဲ့အတွက်ဒေသခံတွေစာဝတ်နေရေးပုံမှုခက်ခဲလာတဲ့တဲ့င်းနဲ့အေအေတပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့အထိန်အမတ်မွတ်စလင်အပါအဝင် လူမျိုးပေါင်းစုံချစ်ကြည်ရေးဖူးဆယ်ဘောလုံးပြိုင်ပွဲကျင်းပတဲ့တဲ့င်းတွေအပြင်အခြားစိတ်ဝင်စားစရာတဲ့င်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်တအံအမျိုးသားလူမျိုးရေးတက်မတော် TNL နဲ့အပြည့်ရက်ပြီးနောက် အကြမ်းဖက်စစ်တပ်ကအာရခတပ်တော် AA ကိုဖိအားပေးဖို့ရည်ရွယ်ပြီးရခိုင်ကမြို့နယ်၅ခုကလူနေကျွရာရက်ွက်တွေကို လေကြောင်းကနေတဲကြီးမဲကြီးပုံကျဲတိုက်ခိုက်နေပါတယ်အဲ့လိုတိုက်ခိုက်နေတဲ့အတော့ဆက်တရက်အတွင်းရခိုင်ကလေးနဲ့အမျိုးသမီးတွေအပါအဝင်အရက်သား31ယောက်တေဆုံးပြီး52ယောက်ဒဏ်ရာရရှိသွားပြီလို့သိရပါတယ် အော်တိုဘာလ29ရက်နေ့ကနေစတင်ပြီးနိုဝင်ဘာ8ရက်အထိ17ရက်အတွင်းရခိုင်ကအေအေထိန်းချုပ်ထားတဲ့ပေါတော်ရတိတ်တောင်ကြောက်ဖြူပုံနာကျွန်းနဲ့မင်းပြားစတဲ့မြို့နယ်၅ခုကပြည်သူတွေကိုအဓိကပိတ်မှတ်ထားပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်နေတာပါ။ အခုလိုရခိုင်ပြည်သူတွေကိုဇက်တိုက်ဘုံကျဲတက်ဖြတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့လှုပ်ရဟာအလွန်တရာအောက်တန်းကြတဲ့လှုပ်ရဖြစ်တယ်လို့ဒေတာကန်ရခိုင်အမျိုးသမီးမှတ်နှင်းဝေဝေကြီးကနရစရာကိုပြောပါတယ်အပြစ်မရှိတဲ့ပြည်သူလူထုတွေပရာဟိတသမားတွေကို တက်ဖြတ်နေတာဟာလုံးဝအောက်တန်းကျပြီးတော့စိတ်ပြတ်ဖို့အကောင်းဆုံးပဲလို့သူကပြောပါရယ်ရခိုင်မှာအေးအေးတိမ့်ပိုက်ထားတဲ့အန်တန်တွဲ တောင်ကုန်းနဲ့ဂွားမြို့လေးမြို့ကိုအော်တိုဘာလနောက်ဆုံးထားပြန်ပေးဖို့တရုတ်အစိုးရကသစ်စ်စစ်ကော်မရှင်ကတောင်းဆိုခဲ့ပေမဲ့လည်းအေအေကပြန်ပေးဖို့ညှင်းဆန်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အဲ့ဒီလိုပြန်ပေးဖို့ညှင်းဆန်ခဲ့တဲ့အတွက်အခုလိုအရက်သားပြည်သူတွေနေထိုင်နေတဲ့မြို့ရွာတွေကိုအကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိအကြမ်းဖက်တိုက်ခိုက်နေတာလို့သုံးသက်တာတွေရှိနေပါတယ်ရှင်။ ရခိုင်ပြည်ကွာပင်လေပြည်မှာအကြမ်းဖက်မြန်မာစစ်ရေးရင်တွေကဒေသခံအပြစ်မဲ့ပြည်သူတွေရဲ့ငါးဖမ်းလေတွေကိုအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်နေပါတယ်။အဲ့ဒီလိုတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ရေလောက်သားတွေကိုဖမ်းဆီးတာတွေကိုလည်းလှုပ်ဆောင်နေတာကြောင့်ရေလောက်သားအများစုရှိတဲ့ကွာမြို့နယ်ဒေသခံပြည်သူတွေရဲ့စာဝတ်နေရေးဟာပုံမခက်ခဲလာပါတယ်။စာဝတ်နေရေးမှာပုံမခက်ခဲလာကြသူတွေအထက်မှာတက်ကြီးရွယ်အိုတွေကလေးတုံငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေလည်းပါဝင်နေပါဗျ။ လက်ရှိမှာတော့စာနယ်ရိတ်ခါနဲ့စေဝါအကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့ဂွားမြုံနယ်စစ်ဘေးရှောင်ကူညီရေးပူပေါင်းအဖွဲ့တာဝန်ခံကိုနိုင်အောင်လင်းကနရစရာကိုပြောပါရယ်လက်တလောကောက်ယူရရှိထားတဲ့စရင်တွေအရဂွားမြုံနယ်အတွင်းနေရက်မပြောင်းနိုင်သေးတဲ့စစ်ရှောင်ပြည်သူနဲ့စာဝတ်နေရေးခက်ခဲတဲ့ပြည်သူအိမ်အောင်စု1984စုလူဦးရေ8925ယောက်ရှိနေတယ်လို့ဂွားမြုံနယ်စစ်ဘေးရှောင်ကူညီရေးပူပေါင်းအဖွဲ့ကထုတ်ပြန်ထားပါရယ်ရှင် အရခတတ်တော်အေအေရဲ့တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့အထိုင်အမန်အဖြစ်မွတ်စလင်အပါအဝင် လူမျိုးပေါင်းစုံချစ်ကြည်ဖူးဆဲဘောလုံးပြိုင်ပွဲကိုရခိုင်ပြည်လွတ်မြောက်တဲ့နေရာမှာကျင်းပခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီဘောလုံးပြိုင်ပွဲကိုနိုဝင်ဘာ9ရက်နေ့မှာကြာရောက်ခဲ့တဲ့ AA တက်မူချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထိန်အမတ်အဖြစ်အဲ့ဒီနေ့မှာကျင်းပခဲ့တာလို့ဒေသခံတယောက်ကနေရီစရာကိုပြောပါရတယ်။အဓိကရခိုင်ပြည်ထဲမှာဘယ်လူမျိုးဘယ်ဘာသာမဆိုစီလုံးညီညွတ်ချစ်ချစ်ခင်ခင်နေကြတာကိုပြတဲ့သဘောအပြင်ဗိုလ်ချုပ်ကိုရခိုင်ပြည်ထဲမှာနေတဲ့လူတိုင်းချစ်ခင်လေးစားမှုနဲ့ပွဲလောက်တာဖြစ်တယ်လို့သူကပြောပါရတယ်။အဲ့ဒီဘောလုံးပြိုင်ပွဲကို ရက်ကွက်ပေါင်းစုံဝင်ရောက်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးပြည်သူတွေပျော်ရွှင်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အေအေတက်မှုချုပ်ဖို့ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထင်အမှန်အဖြစ်ပြစ်ဒဏ်ကြခံနေရတဲ့မျိုးခမီမွတ်စလင်နဲ့ရခိုင်စုစုပေါင်း၁၆ယောက်ကိုလွတ်ငင်ခွင့်ပေးခဲ့ပါတယ်။ဒါအပြင်ပြစ်ဒဏ်ကြခံနေရတဲ့မွတ်စလင်စုစုပေါင်း၈၂ယောက်ကိုလည်းအေအေကလွတ်ငင်ခွင့်ပေးခဲ့ပါတယ်ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကော်မရှင်ရေတပ်နဲ့စစ်ရေးလေ့ကျင့်ခန်းပူးတွဲပြုလုပ်ဖို့ရုရှားစစ်ရေးရင်၃ဆင့်ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကော်မရှင်ရေတပ်နဲ့စစ်ရေးလက်ကျင့်ခံပူးတွဲပြုလုပ်ဖို့ရုရှားစစ်ရေးရင်၃စင်းရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီစစ်တင်မော၃စင်းကတော့ free gate စစ်ရေးရင်၊ corvette စစ်ရေးရင်နဲ့ထောက်ပံ့ရေးရေးရင်တို့ဖြစ်ကြပြီးရန်ကုန်မြို့ရှိတိလဝါစိတ်ကန်းကိုနိုဝင်ဘာ၁၀ရက်ညနေပိုင်းကစရောက်လာခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံရုရှားရေတပ် Pacific Fleet ကစစ်ရေရင်တုံးစင်မြန်မာရေတပ်နဲ့အတူစစ်ရေလေ့ကျင့်ဖို့အခုတကြိမ်နဲ့ဆိုရင် တတိယအကြိမ်မြောက်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါဗျ။အကြံဖက်စစ်ကော်မရှင်ရေတပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်အထိကပ်ပလီပင်လယ်မြောက်ပိုင်းမြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်မှာဖြစ်ပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်ခန်းမှာရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အကြံဖက်စစ်ကော်မရှင်ရေတပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်အထိကပလီပင်လယ်မြောက်ပိုင်းမြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်ရေးကိုပြုလုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်ရေးမှာ ရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ရေးတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။စစ်ရေးလေ့ကျင့်ရေးပြုလုပ်မဲ့နေရာကတော့ကပူစာကျွန်းအနောက်ဘက်10မိုင် အကွာကစပြီးရေမိုင်60ပတ်လည်အကျယ်အဝန်းအတွင် ပြုလုပ်သွားမယ်လို့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာစစ်အုပ်စုရဲ့ပြန်ကြားရေးဝင်ကြီးဌာနကထုတ်ပြန်ချက်ထဲမှာတော့ရုရှားရေတပ် Pacific Fleet က Frigate စစ်ရေရင် Corvette စစ်ရေရင်နဲ့ထောက်ပံ့ရေရင်တို့ဟာမြန်မာနိုင်ငံကို တတိယအကြိမ်မြန်မာရုရှားနှစ်နိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာလက်ကျင့်ရေးဆောင်ရွက်ဖို့နဲ့ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ရောက်ရှိလာတာလို့ဖော်ပြထားပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အီကွေဒေါထောင်မှာလက်နက်ကင်အထိကယုံကြောင်းအကျဉ်းသား32ဦးတိတ်ဆုံးပြီးအများစုဟာ အသက်ရှူကျပ်ပြီးတိတ်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တာအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့အီကွေဒေါနိုင်ငံရဲ့ထောင်တစ်ခုအတွင်းတနင်္ဂနွေနေ့မွန်းလယ်ပိုင်းကလက်နက်ကင်အထိခယုံကြောင့်လူ၄ယောက်သေဆုံးခဲ့တယ်လို့အကျဉ်းသား28ယောက်ထပ်မင်းအသက်ရှူကျက်ပြီးသေဆုံးခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရတယ်။ ထောင်အာဏာပိုင်တွေရဲ့ကြေညာချက်ကိုကိုးကားပြီး AFP သတင်းကဖော်ပြရမှာတော့ Ecuador နိုင်ငံ LO ရိုပီနယ်မာချလာအချင်းထောင်မှာလူ28ယောက်ကိုအသက်ရှူချက်ပြီးသေဆုံးနေတာတွေ့ရှိခဲ့ရပြီးနောက်ထပ်၄ယောက်ကတော့လက်နက်ကင်အထိကယုံအတွင်သေဆုံးခဲ့တယ်လို့ဆိုပါတယ်အချင်းသား33ယောက်နဲ့ရဲအရာရှိ1ယောက်တို့လည်းဒဏ်ရာရရှိခဲ့တယ်လို့ကြေညာချက်ထုတ်ပြန်ရမှာဖော်ပြထားပါတယ် အခုဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုဟာတမရဒန်နီရဲ့နိုဘိုအားအစိုးရကနိုဝင်ဘာလမှာဖွင့်လှစ်ဖို့စီစဉ်ထားတဲ့လုံခြုံရေးအမြင့်ဆုံးထောင်အစ်စ်ကိုအကျဉ်းသားအချို့ကိုရွှေ့ပြောင်းမဲ့အစီအစဉ်တွေနဲ့ဆက်ဆက်နေကြောင်းယုံကြည်ရတယ်လို့ဆိုပါတယ်။အီကွေဒေါထောင်တွေဟာကျန်ဘက်မူရစ်စေဝါရောင်းဝယ်မှုဂိုင်းနေအတွက်လက်ပတ်ရနေရာတွေဖြစ်လာခဲ့ပြီးတရားမဝင်ကုန်တွယ်မှုကိုထိန်ချုပ်ဖို့ရှင်ပြိုင်နေကြတဲ့ဂိုင်းတွေအကြားတိုက်ခိုက်မှုတွေရှိနေတာပါ။ အဲ့ဒီလိုတိုက်ခိုက်တာတွေအတွင်းအကျဉ်းသား900ကျော်တိတ်ဆုံးခဲ့ရပြီဖြစ်ကအများစုကတော့မချလာထောင်မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ရှင်။နရစရာသတင်းဌာနကနိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်မတို့ narrator ကထုတ်လွှင့်တဲ့သတင်းတွေကို www.narrator.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narrator ရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမ်းမာ ရှင်လန်းကြပါစေရှင်။